ားလုံးမင်္ဂလာပါ Idea with Coming to Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ Share ဖို့ချိုးရေးသားထားတဲ့ကိုတုံခွဲသို့မဟုတ်ရေအောင်မျိုးတော်ဆိုတဲ့စာအုပ်အပိုင်း30ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ကိုတုံခွဲသို့မဟုတ်ရေအောင်မျိုးတော်ဆိုတဲ့စာအုပ်ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကကံကုန်တော်ဘုရားသမိုင်းကျောင်းအခြေခံပြီးတော့ပြောပြထားတာဖြစ်ပါတယ်။တန်တားကြီးလာကံကုန်တော်ဘုရားသမိုင်းကျောင်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ ဒီဗီဒီယိုကိုဆုံးထိလိုက်ပါနားဆင်ဖို့အတွက်ဖိုက်ခေါ်လိုက်ပါရစေခင်ဗျာဥောင်းသားဆန်ရသူ့ကိုရှီခိုးနေကြတဲ့ဆန်တမိတ်နဲ့အာလီဘရိုရဲ့လက်တွေကိုလမ်းကင်ပြီးတော့ကမန်ကထန်ဟန့်ပြီးတားလိုက်ပါတယ်ဒီချိန်မှာဆန်တာတီဝီလေးကတော့လက်အုပ်ချီမပြတ်ဖျားမျက်နှာတော်ကိုဆူးဆိုက်ပြီးတော့အဖူးမပြတ်ဖျားဖူးမပြတ်ရှိနေပါသေးတယ်သမီးသမီးလေးစကားပြောတတ်သွားပြီနော်သမီးသမီးဘာဖြစ်လို့လဲမမဒီဖျားက ဇေတတောင်ချီကဗျမနတ်ဖျားလိုက်သူမိတို့လည်းဗျမနတ်ဖျားကိုပူဇော်လို့ကြားလိုက်ဆန္ဒဒီဝီလေးကတော့သူ့အမေစကားထက်သူ့စိတ်ထဲမှာဇပွေစွာဖြစ်နေတာဟုတ်လားမေ့နေပါတော့လေဒါဒါဗျမပြီမဟုတ်ဘူးသမီးကောတုံခရိတ်ကဘာဘာမမတို့ရဲ့ဘောင်ကြီးနှမတွေကိုကိုွေတဲ့ကောတုံခရိတ်ဖျားဒါဘုံမရိတ်ကဇေတတောင်ချီမဟုတ်ဘူးဘုံမရိတ်ကောတုံခရိတ်ကဖျားတောင်မှာသမီးရဲ့သမီးလေးစကားမပြောတတ်ဖြစ်တော်လို့ မီးလေးကိုဆေးကုဖို့အတွက်ကိုဒွန်ဂရိတ်ကိုရွက်သင်းမောကြီးနဲ့ခေါ်လာခဲ့တာလေသမီးမမှတ်မိဘူးလားခုမမသမီးလေးအကောင်းပကတိဖြစ်တော့ပြီမမဝန်တာလိုက်တာသမီးရေအခုချိန်ထိလက်အုပ်ချင်မပြတ်ဖခင်မျက်နှာတော်ကိုစူးစူးဆိုက်ဆိုက်အကြည့်အဖူးမပြတ်သေးတဲ့တီရှိနေသေးတဲ့ဆန္ဒဒီဝီကိုသူ့အမေကဝန်တာအားရနောက်ကအတိုင်းဖက်ထားပြီးတော့ပါချင်းအပ်ပြီးတော့ပြောလိုက်ပါတယ်ဒုက္ခကြမ်းမဆန္ဒဒီဝီလေးကလက်အုပ်ချီတာကိုရုံးလိုက်ပြီးတော့ရှီခိုးက ိုဟိုဒီဒီနဲ့ကြည်ပါလေသူတို့ဘုံမိုင်းမျိုးကတနစ်လျင်ခုံရောက်ကုန်ဝင်နဲ့တနစ်နှစ်ခေါက်ရောက်တတ်တဲ့ဥအောင်သာဆန်စီအကြီးကရောက်တော့ပြန်ပါလေကိုတော်ဝိကဘဘာတော့ညီရဲ့အကိုကိုချေရတဲ့အသေးကြီးလေးသမီးမမေ့လားဟုတ်ကဲ့မမေ့ပါနဲ့ပါပါခုသမီးတို့ကိုတော်ဝိကကိုရောက်နေကြတာပေါ့နော်ဥအောင်သာဆန်တို့မိသားစုနဲ့ဘုရားရှင်ပြန်ပေါ်ကလူအမျိုးကိုတအက်လောကြီးကြီးနဲ့စန္ဒာဒေဝီလေးကသူ့အဖေကိုမင်းနေပြန်ပါလေဟုတ်တယ်သူကြီး မင်္ဂလာဆောင်မှာမူလေးပြီးတော့တတိမီးယားစကားမပြောတတ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီကော့ဒိုဂရိတ်မှာတတိကဒီကိုဆေးကူဖို့ခေါ်လာတာခုသူခေါ်လာလို့တမီးအခုလိုအကောင်းမကတိပြန်ဖြစ်လာတာသူကဘာဘာမမတို့ထက်ဆေးကျူးကြီးတယ်အဲဒါကြောင့်တမီးဒီနေ့ဒီချိန်ကနေစပြီးသူ့ကိုဘာဘာလိုမှ သူ့ကိုမမလိုမှသူတို့ကို အကိုကြီးအမကြီးရင်းတို့လိုမျိုးမှတ်ထားရမယ်နော်တမီးကဲကိုတုံခွဲကကျေးဇူးရှင်စီးတွေဖြစ်တဲ့ဘာဘာမမတို့ကိုရှီခိုကူတော့လိုက်ပါဦးတမီးလေးရေ အာလီဘာကဦးအောင်ဒါဇန်နဲ့တကွမိသားစုတယောက်ချင်းစီရဲ့လက်တွေကိုသူ့ရဲ့ထုံးစံတိုင်းလက်ကင်ခံပြီးတော့ဖျားရှိခိုးကြတော့ပါလေဆန္ဒဒီဝီလေးကလည်းရိုးရိုးတိတ်တိတ်ပင်ဦးအောင်ဒါဇန်ဒိုချာညုံမင်းနဲ့သူ့ကဲကြည့်ရထင်ရတဲ့တစဉ်ဦးနဲ့တနာဖြူတို့ကိုညီကိုညီအမတွေကိုလည်းပဲရှိခိုးကြတော့ပါလေလာတာသူအငယ်မလေးကိုလည်းပဲပြုံးပြပြီးတော့နှောက်ဆက်ပါလေအကျော်သမီးတွေလေးမှတ်ထားကြ အခုတမီတို့ကိုတုံရိတ်ကဘာဘာမေမေတို့ရှိကြတယ်လို့ဘုံရိုက်မှာလေးပဲဘာဘာမေမေမြမလေးတယောက်ရှိရဲ့နော်ဟုတ်ကလားဟုတ်ကဲ့ပါတမီတို့ဝန်စလုံးကဒေါ်ချာညိုမေရဲ့စကားကိုခေါင်းညိတ်ပြောကြပြန်ပါတယ်။အော်အေးလားမေမေဒါဆိုဘုံရိုက်ကအကျွန့်ဘာဘာမေမေအမတို့ပြန်ရင်တမီတို့ဘုံမင်းမျိုးကြီးကိုလိုက်လေတို့ရလားရှားတာပေါ့နော်အငယ်ဆုံးတမီလေးလှတာသူရဲ့အပြောကိုစံတမိုက်ကရပါတယ်တမီလေးတို့လိုက်ခတ်ကြပါ အောင်ကြီးအမကြီးတို့ရဲ့ခြေစူးကျမတို့မှာဒီတသက်ဆက်လို့မကုန်နိုင်တော့ပါဘူးမိမေအလေခေါ်လာတာတော့ဟုတ်ပါပြီအကျော့အမကြီးခံပေါ်ကအကျော့လို့ကိုဇက်မတူဟေးကောင်မလေးလှတာသူစန္ဒာဒူလေးရဲ့လက်နာကိုလှမ်းကြည့်ပြီးတော့တမင်ဆက်လိုက်တဲ့ဆက်နှစ်နဲ့အရွယ်တမီးလေးလှတာသူကိုဒွန်းကြားကြာညိုမေကနေကောက်ကာကြာရှိသေးတဲ့စန္ဒာဒူလေးအားစားရမလားဆိုပြီးအော်ဟဲလိုက်ပါတယ်ဒုက္ခကြမ်းမစန္ဒာဒူလေးကလည်းပဲညီမအရင်နေပါဆိုပြီး ဘယ်ဆိုင်ရှိတော့မှလဲနေပါလိမ့်ရေလာမမရစီကိုလာဆိုပြီးတော့လာတာသူရဲ့လက်ကိုလှမ်းဆွေပြီးတော့အင်ဝင်လေးထက်ကပွေးဖက်ထားလိုက်ပါတော့တယ်စန္ဒာဒီဝီလေးရဲ့ဒီပြိုဒီပြုတ်မှုတဲ့ကြောင့်မိသားစုနှစ်စုကဝမ်းသာမဆုံးဝမ်းမြောက်မဆုံးဖြစ်နေကြပါတယ်စန္ဒာဒီဝီလေးကတော့ကိုတုံဂရိတ်ဖျားထံဟောက်မောက်ပြီးတော့မိမွေတိုင်းဖမွေတိုင်းအကောင်းပကတိပြန်ဖြစ်သွားခဲ့ပါပြီဒါကြောင့်မလို့သူတို့ကိုယ်ဝေစစ်ကတ်တဲ့ဖျားရည်ထံမှာ ဒီဗုဒ္ဓဖျားရှင်ကဒီလောက်ထိတကိုကြီးမန်းအာလူကိုကြီးမန်းမတိခဲ့ရတဲ့အာလီဘာကဦးအောင်သားဆန်ကိုသူတို့ဗိုလ်မဲမြို့ကိုဒီရုပ်ပွားလိုတဆူပင့်ယူကူးဝယ်လိုကြောင်းပြောလာပါတော့တယ်။ဦးအောင်သားဆန်ကကောတုံခွဲမြို့မှာကြောက်စိတ်သမားတဲ့အလုံးပေါ်ပါလေ။အာလီဘာတို့မပြန်ခင်ကောတုံခွဲရုပ်ပွားလိုမန်းနဲ့ရန်တော်သူပုံစံတူတဲ့ရုပ်ပွားလိုမန်းတဆူကိုသူကပဲဖျားတားရကလှုပ်လိုက်ပါမယ်ဆိုပြီးပြောပါတယ်။ဒါကိုအာလီဘာကတော့လက်မခံပါဘူး။ အဖိုးကဘလောက်ပဲကုန်ကြကုန်ကြသူပင့်တော့ပါမယ်ဆိုပြီးသူ့ဖះကိုသာသူ့တာဖះတကဖြစ်တဲ့နဲ့ဆိုတဲ့အတွက်ကြောင့်မလို့ဦးအောင်သာဇံကလက်လျှော့လိုက်ရပါတယ်မိသားစုနှစ်စုစလုံးကဆန္ဒဒီဝီလေးကလည်းအကောင်းပကတိဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဖို့ဖို့ပါပါဖြစ်သွားကြပါတယ်ဒါကြောင့်မလို့ကိုတုံကိုဖះမူကဆင်းလာကြတော့မင်းလင်းစီကအလာတော့ကလိုမျိုးကွန်မီတာစုနှစ်ကိုမဟုတ်ကြတော့ပါဘူးဆန္ဒဒီဝီနဲ့အဖိုးအာရီယာမာလေးနဲ့ ်ဦးအောင်သာဆန်ရဲ့တမိဖြစ်သူ၃ယောက်ကမြင်းထားသည်စီ အာလီဘော်ရိုစနီမော်နန်ကဦးအောင်သာဆန်တို့စနီမော်နန်ကမြင်းထားသည်စီခွဲပြီးစီလာကြပါတယ်လူကြီးတွေကရောင်းဝယ်ရောင်းရဲ့ကိစ္စတွေကိုဆွေးနွေးတိုင်ပင်လာကြတာနဲ့စန္ဒာဒီဝီလေးနဲ့ဒဇယ်ဦးတန်တာဖြူနဲ့လှတာသူတို့မှလည်းပဲလူငယ်တဘာဝမြင်းထားပုံမှာနောက်ပြောင်ကြည်စေပြီးပြောလာကြပါတယ်သူတို့ကတော့ကိုယ်ဖျားဖို့ကပြန်လာတဲ့အချိန်မှာပေါင်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့မီးရှူးတိုင်းနဲ့ကကြည်တီတွေကလည်းပဲ လမ်းစုံလမ်းကွနယ်မှာ မီးထိန်ထိန်ထွန်းထတာကိုစန္ဒာဒီဝီလေးကငေးကြည့်လာနေပါတယ်။ဒါကိုလှတာသူကအမစန္ဒာတော့သူ့ခင်မောကိုတတိယလိုလက်နေပြီးနဲ့တူတယ်ဆိုပြီးကလေးပြီးပြီးစားလိုက်ပါတယ်။ဘလွတ်မဝင်ညီမလေးရဲ့ညီမလေးကိုကော့တွန်ဂရိတ်မှာဖခင်အမင်းကြီးတွေနဲ့ဝီထုံပွေတဲ့အယုတ်တွေတမျိုးလုံးမီးထိန်ထိန်လိမ့်နေတာတော့အမမြင်ရတဲ့အခါသူ့ဘုံတတိယဖို့အတွက်မအောင်ပါဘူး။ညီမလေးကိုကော့တွန်ဂရိတ်မျိုးရဲ့အလှကိုကြီးမွားရှိမွားဖြစ်လာလို့ပါဆိုပြီးပြန်ပြောလိုက်ပါတယ်။ ဗိုလ်မရိကအမတို့သားသူ့ခမွန်းကိုတတိမရဘူးဆိုပေမဲ့အကျွန်တော်အင်္ဂါမကြီးကတော့သူ့လူဘာဘာနဲ့အမတို့ဗိုလ်မရိကိုဂုံရောင်းဂုံဝင်လိုက်သွားတိုင်းလုံလုံနေတတ်တာတော့ခါနေမှလည်းမာလိုက်ရတာမပြောပါနဲ့တော့ဘာဘာရှိမှတော့သူ့ကိုအရှက်မရှိနိုင်ဘူးဒါခင်မွန်းတော့မဖြစ်သေးပါဘူးအကျွန်တော်အမြင်ကတ်ခါလောက်အောင်အဖြစ်ကဒဲလွန်နေတော့ဆိုပြီးပြောလိုက်တဲ့အခါပါအစဉ်ဦးကရှက်ရှက်နဲ့လာတာသူကိုဆွဲဆိုင်ပါတယ်စန္ဒာဒီဝင်တဲ့သူ့ဖို့အာရီယာမာလီတို့ကတော့တဟားဟားရီပြီးတော့ ။သမီးစားဆိုတာအချစ်ကုန်လင်မရကြတော့အချက်ဆိုရမလားပဲညီမလေးရေ။သမီးစားဘဝဆိုတာကတော့အချစ်ဆုံးချိန်ပေါ့နော်။မာကြီးဟုစန္ဒာဒီဝီကတစဉ်ဥကိုကြည့်ပြီးပြောပါလေ။ဟုတ်တာပေါ့ညီမလေးရေစန္ဒာရေ။ဒီလိုအပြောကြည့်တဲ့ဟာမနဲ့ထက်တော့ကဲအောင်ပါ။တစဉ်ဥကိုစန္ဒာဒီဝီလေးနဲ့သူညီမလာတာသူက မမကြီးជីသာជីသာလာတာသူတို့ကတော့ဘယ်ယောက်ျားမှမချစ်နိုင်ပါဘူးတော့။လက်ထက်နာမှာစိုးလို့ပါ။နောက်လိုက်တဲ့အခါမှာအားလုံးဝဲပြီးရေကြပါလေ။ အမေရိကမမလေးခင်ပွန်းကတော့အကျုံးမမလေးကိုတိုက်ချစ်ပုံမရတော့စကားနည်းနဲ့အိန္ဒြေကြီးကြီးဟိုက်ဟန်ကြီးကြီးနေတတ်တဲ့တန်တာဖြူကလည်းပဲဒီစကားကိုစကားဝိုင်းထဲမှာထပ်ပြီးဝင်လာပြန်ပါလေ။ဘာဖြစ်လို့လဲမမလေးစန္ဒာဒီဝီကတန်တာသူဘက်ကိုလှည့်ပြီးမေးပြန်ပါလေ။အော်မမလေးရေခင်ပွန်းကကိုမိမဒီကောင်ပေါင်းလေးဖြစ်ပြီးဆေးကူဖို့တပီတူရလာရတာတော့ပါမလာလို့အကျုံးကမေးတာပါ။အေးနော်ဟုတ်ပါရဲ့။ ဲ့လိုမျိုးကိုရဲ့မိမကိုဂရုစိတ်တတ်တဲ့ခင်ပွားမျိုးတော့လှတာသူတို့ကမယူပါဘူး။သူ့မှတန်တာပြည့်ရဲ့စကားကိုလှတာသူကဝင်ပြီးထောက်ခံနေပြန်ပါတယ်။ဘာဘာတို့မဘာတို့ကတော့စန္ဒာနေမကောင်းဖြစ်နေကြတာတော့သူကလည်းမိဘစီးပွားရေးကိုဦးဆောင်နေရတဲ့သူကိုဒါကြောင့်ဂျိုးမောက်ကိုစန္ဒကူနဲ့တာလိုက်ပြီးရောင်းသွားရတယ်ပြောတာပဲ။စန္ဒာကလည်းယူတလုံးလို့ဖြစ်ခဲ့တယ်မဟုတ်လား။ပြီးတော့ခင်ပွားဆိုပေမဲ့ကိုနဲ့မပေါင်းရသေးတဲ့သူဆိုတော့အင်းရှက်တာလေးပါခြင်းပါမှာပေါ့။ဟင်း မမလေးနဲ့သူနဲ့မပေါင်းရသေးဘူးလားဘယ်ပေါင်းရအောင်မလဲအရှင်မလေးရေမမဆန္ဒမင်္ဂလာဆောင်မှာမူးလိပြီးတော့အတီးလစ်သွားတဲ့တကြောင်မလို့ယောဂါရသွားတာလေလာတာသူရဲ့မိကိုဆန္ဒဒီဝီအဖို့အာရီယာမလေးကဝင်ပြီးပြောလိုက်ပါတယ်တော်စုံဒီကပြန်သွားလဲသူနဲ့မပေါင်းနဲ့တော့မမလေးရဇနီးသားမယားပေါ်မှာမေတ္တာခေါမတတ်တဲ့ယောက်ျားမျိုးလာတာသူတို့လေခိုးမတော်ချင်ပါဘူးတော့အဲ့ကောင်မလေးကဘာမှနားမလည်ဘဲနဲ့စကားကြီးစကားကြီးဒါဆိုလေဘုံမရိတ်ကနေမမလေးကို ကိုတုံခွဲမှာနင်ဘေးယောက်ျားတယောက်ရှာပေးလိုက်ပါတော့ဟာသူညီမလေးလှလာသူကဒဇဲကူးကမန်ပါတယ်လို့ညိုပြောလိုက်တဲ့အတကြောင့်မလို့အားလုံးဝိုင်းပြီးရေကြပါလေဒီလိုနဲ့သူတို့ရှိရနေဦးရဘက်လမ်းခွဲရောက်မှာခြေကသွားနေတဲ့လူကြီးတွေရဲ့မြင်ထားကနေဦးရထက်ကိုမဝင်မင်းနဲ့အလေကျုံညိုလေလမ်းဘက်ကိုချိုးဝင်သွားပါလေဒုက္ခသူတို့ရဲ့မြင်ထားကလည်းပဲလူကြီးတွေမြင်ထားနောက်ကိုလိုက်ကြတဲ့အခါမှာတော့ကြာမီပဲရိုးရာအကခုံတွေနဲ့ ဒီဆိုဖြိုဖြင်းနေကြတဲ့လမ်းဆောင်လမ်းခွတ်တစ်ခုကိုရောက်လာကြပါတယ်။ဒီနေရာမှာပင်ရင်းလှည့်ကိုခဏရပ်ပြီးတော့ဦးအောင်တန်ဆန်ကအာလီဘာရောမိသားစုကိုရိုးရာအကအခုံတွေနဲ့ပတ်သက်တာတွေကိုပြောပြပါတယ်။ထောက်တက်တယောက်ရဲ့အတိတ်တပေါက်အတိတ်ဆောင်နဲ့ပြောအဆိုကိုကြားလိုက်ရတဲ့အခါမှာဦးအောင်တန်ဆန်ကစိတ်နှလုံးမတက်မတာဖြစ်သွားရပါတယ်။သူကဘုံဘိုင်းမျိုးကိုကုံရုံးကုံဝင်မတော်မီတ냐လေဒီအတိတ်တပေါက် အဟောကိုဒီအထောက်တက်စီကကြားခဲ့ရပါတယ်ဒီအထောက်တက်ကတော့တောင်စင်အက်အတွင်းကျောင်းကားဆိုပြီးတီးခဲ့ရတဲ့တကြောင်မလို့အထောက်တက်ရဲ့အဟောဆိုတာကနတ်စီပီတို့ပြောတဲ့စကားဆိုပြီးဘိုးစင်ပေါ့ဆက်တွေကယုံကြည်လာကြပါလေဒီအတိုက်တပေါင်းစကားကကိုတော့ဘဲမှာရှိတဲ့လူကြီးသူမအဖို့နာမချမ်းသာစရာပဲဖြစ်ပါတယ်ခုဆိုရင်ဒီအမင်္ဂလာတပေါင်းစကားကကလေးတွေပါဇက်သေးကိုပဲရောက်နေကြပါပြီကလေးတွေကဘာရဲ့ညာရင်တော့မဟုတ်ပါဘူးအထွေရဲ့အစ်စ်အဆန်းဖြစ်တဲ့အတွက်ကြောင့်မလို့ ်ထောက်တကြီးရဲ့အနုပညာအစွမ်းပါဆိုပြီးလိုက်စုအိုဝဲနေကြခြင်းမဖြစ်ပါလေ။ဒါပေမဲ့ဒီအမင်္ဂလာဖြစ်တဲ့ဒီလို အတိတ်တပောင်းနမိုက်အဟိုးကိုတော့လက်ရှိကိုတုံရမင်းကြီးအုပ်ချုပ်နေတဲ့အာဝမင်းကြားလျင်လည်းနှိမ့်ချိုက်မိမဟုတ်ပါဘူး။ဒီဆိုသူအထောက်တကတော့မင်းပြစ်မိတန်တက်ပြီးတော့တင်မိတ်မိန်ကြားနိုင်ပါလေ။တို့တို့အဖြစ်ကိုတည်ရနဲ့ဒီအထောက်တကြီးကဒီအတိတ်တပောင်းကိုဘာဖြစ်လို့ပွဲတိုင်းမှာရွဆူထောက်ပြနေတာလဲဆိုပြီးဥအောင်သားဆန်ကတွေးပြီးနေပါတော့တယ်။ဘာပဲဖြစ်ဖြစ်သူ့အနေနဲ့ ဒီအထောက်တပ်ပွဲရောက်မှာစိုးစိုးကမှဘွန်ဘရိတ်မိတ်ဆွေကြီးရဲ့တမီလင်းစန္ဒာဒီဝီကိစ္စဆောင်ရွက်ပေးခဲ့ရရဲ့အအောင်မြင်မြင်နဲ့ပြောပြရှင်ဖြစ်လာတဲ့စိတ်ကအခုဒီအထောက်တပ်ရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာအလိုလိုစိတ်ရှုပ်ထွေပြီးတော့နှလုံးမတမယာဖြစ်သွားပါတော့တယ်။ဒါကြောင့်မလို့လေအစကပဲဒီအာလီဘာတို့မိသားစုကတောင်ပလင်ရဲ့တင်မောကြီးဘက်ကိုခေါ်သွားပြီးတော့နေဝင်ဖျားဖူးမှအိမ်ပြန်လာကြမယ်ဆိုတဲ့ရည်ချက်ကဒီအထောက်တပ်ရဲ့ထောက်ချက်အကျွန်မိတ်ဟိုးချက်တွေကြောင့် စိတ်မကောင်းဖြစ်ပြီးတော့ဒီနေရာကပဲအိမ်ပြန်လာကြပါတော့တယ်။ဦးအောင်သားစင်မူလအစီအစဉ်ကတော့ကော့တုံခရဲရုပ်ပေါ်လုံမြောင်ရဲ့တကိုးတော်ကြောင့်စန္ဒာဒေဝီလေးကအကောင်းပဂတိဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒူရီယာနေမနဲ့မှာသူတို့မိသားစုကငကားဖျားကိုလိုက်ပို့ပြီးတော့ရနေမှာတာဝင်းနာဖျားစီကြီးစီလိုက်ပို့မယ်။ကာဒီယန်နေမှာမြို့တော်ဘက်မှာရှိတဲ့နေတုံးလုံးခေါ်တောင်ပေါ်မှာရှိတဲ့နေမွန်တစ်ဖျားနေဝင်ဖျားအုံးစုလို့ကိုလိုက်ပို့ပါမယ်။နောက်တစ်နေ့မှာဥအောင်သားစံတို့နေတဲ့ နမ်းမြောက်ရနဲ့ဆိုရင်ခြေရင်နဲ့ဝက်ခီးရှိတဲ့တဘာဝကြောက်ပေါ်တော်ကြောက်ပလောင်တောင်နဲ့ရောင်စုံကြောက်ပေါ်တော်ကြောက်တစ်တော်ရေဒဂွန်တို့လို လိုက်ပြမယ်ဆိုပြီးမျှော်မှန်းထားခဲ့တာပါ။ဒါမဲ့ဘွန်ဘရိတ်တထီးကြီးအာလီဘာကသူတို့မိသားစုကိုးကွယ်ပူဇော်ဖို့အတွက်ကော့တန်ဂရိတ်ရုပ်ပေါ်ရမက်တစုကိုစီစဉ်ပေးပါဆိုပြီးပြောလာတဲ့အတွက်ကြောင့်မို့လို့မူလအစီအစဉ်ကိုဖျက်ပြီးတော့ဒုတိယနေ့မှာကြောက်စိတ်သမားတွေရှိတဲ့တောင်ပလင်ဘက်ကိုသွားတဲ့လမ်းမကြီးတိုင်းမင်းလဲနေစီနဲ့ ကြောက်စိတ်သမားရွာတို့မနဲ့ဝီလီဝီလင်းကပဲထွက်လာကြပါလေကြောက်စိတ်သမားရွာကတော့ကြောက်ဖို့ထိုးတောင်းသွားလန်ခီးတဝက်ခတ်မှာရှိတဲ့အတွက်ကြောင့်မလို့ကြောက်ဖို့ထိုးတောင်းဖို့ပါတစ်ဆက်တည်းသွားကြဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့လေးလီစာကိုမနဲ့ကပဲစီစဉ်လာခဲ့ကြပါလေပေါ်ဒါဆန်တို့မိသားစုအတွက်ကတော့ကြောက်ဖို့ထိုးရွာကိုရောက်ရင်ရွာသူကြီးအိမ်မှာ တက်ဆယုံတာဖြစ်ပေမဲ့ဇာကြည့်တဲ့တန်းကလုံးဝမစားတဲ့ဘုံပရိမိသားစုအတွက်ကိုတော့ အကျိုးအကြောင်းခရီးအခွာဝင်းကိုပြောပြပြီးတော့မနေ့ကပင်စီစဉ်လာခဲ့ကြခြင်းဖြစ်ပါတယ်။မင်းလင်းနဲ့ဖိတဲ့တကြောင်မလို့ကြောက်စစ်သမားရွာကိုနေထမ်းတပြားမမြင်ခင်ရပင်ရောက်ကြပါတော့တယ်။ကြောက်စစ်သမားဆရာကြီးကဖျားပုံတော်ထုစီပေးဖို့တည်းပြောပြီးကြောက်ပိုးထိုးတောင်ဘက်ကိုခရီးဆက်ပြီးထွက်လာကြပါတော့တယ်။ကြောက်ပိုးထိုးရွာနာရောက်မှာတော့ကြောက်ပိုးထိုးတောင်ပေါ်မှာရေတကုံရေပန်းနဲ့ရေမွှားတွေနဲ့ကြောက်ပေါ်ချင်းကြောက်တစ်တို့တွေကိုလှမ်းပြီးမြင်ရပါတယ်။ အလီကွာတို့မိသားစုကတော့ကျောက်ပိုးထိုးတောင်ပေါ်ကိုလှမ်းကြည့်ပြီးတော့အော်နေကြပါတယ်။သူတို့ကျောက်ပိုးထိုးရွာကိုရောက်လာကြတဲ့အချိန်မှာတော့ဒီရေဆပြီးတက်စားအချိန်သာရှိတဲ့အတွက်ကြောင့်မလို့ကျောက်ပိုးထိုးကျောက်ပလုတ်တွေကပန်းထွက်နေကြတဲ့ရေပန်းရေမွှားတွေကလည်းတတောင်တမိုက်ခန့်သာရှိနေကြပါသေးတယ်။ဘောကစားတော့မိသားစုနဲ့အလီကွာတို့မိသားစုကကျောက်ပိုးထိုးရွာတကြီးကို သူတို့ယောက်ျောင်းတင်းပေးပြီးတော့မင်းလင်းစည်းကို အက ရေခွန်ချောင်းဆက်စီကိုဆင်းလာကြပါတယ်။ ူတို့လေကိုလည်းပဲရွာဘက်ကမ်းဘက်မှာအဆင်တင်တွေ့ရတဲ့အကြောင်းမလို့ကျောက်ပိုးထိုးတောင်ချေဘက်ကိုကူးလာရပါတယ်။ဒီကွန်ချောင်းထဲရောက်မှာတော့လာတာသူကခါတိုင်းလိုလိုပဲသူတို့ထုံးစံသူ့မနှစ်ယောက်နဲ့စန္ဒာဒေဝီလေးကိုရေတကွန်ချောင်းထဲကရေကိုလက်ခုံနဲ့ခတ်ပြီးတော့လှမ်းပက်ကြည်စားလိုက်ပါတယ်။ဒါဝင်နေကောင်းကစားရှိတဲ့သူတမီလေးစန္ဒာဒေဝီလေးအတွက်ရေပြောင်းနေပြောင်းမှာအပူရှက်နေမကောင်းဖြစ်မှာကိုစိုးရတဲ့ကြောင့်မလို့ရေငန်းဆိုတာ မျက်စိထဲကိုဝင်ရင်ရှားရင်နဲ့မျက်စင်းခတ်တယ်လို့ပဲဆက်တတ်တယ်နော်သမီးဆိုပြီး သူ့ရဲ့သမီးလေးကိုပြောတယ်လို့လို့လာတာသူကိုဟန်တယ်လို့လို့နဲ့မတိမတားနဲ့လှမ်းပြီးပြောလိုက်ပါတယ်ဒီကြောက်ပိုးတို့ရေတွင်ချောင်းမှာကရေချိုပါမမြင်ကြည့်ရင်ဒီချောင်းကိုရောက်လို့မှရင်မဆူရင်ဘေးကင်းရန်ကင်းမဖြစ်ပါဘူးဆိုပြီးသမီးတို့ကော့တွန်ဝဲကလူတွေကအယူရှိတယ်အဲ့ဒါကြောင့်မမေကြီးနဲ့ဘုံမရိကဘာဘာကြီးတို့ကိုပါအန်ဒီရဲ့ကင်းဘေးရှင်းအောင်အကျုံကရေပတ်တာပါနော်ဟေးဟေးဆိုပြီးတော့ပြောပါတယ် ဇန်နဝါရီပြောလိုက်ခါမှာလှတာသူလေးကသူတို့ထုံးစံကိုပြောပြကဆန္ဒဒေဝီလေးရဲ့မိဘနှစ်ပါးနဲ့သူတို့အဖိုးအာရီယာမာလေးတွေကိုပါချောင်းရင်နဲ့အစမပြလမ်းပဲကြည်စားရကနေသူ့အမေဒိုချာညိုမေကပဲဟန့်ယူရပါတယ်။ဟင်ဒီချောင်းရီကရေချိုကိုဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့ကိုတူဝဲတိုင်းလုံးမှာရေချိုချောင်းဆိုတာကလည်းဒီချောင်းပဲရှိပါတယ်။တခြားကြုံချောင်းအလုံးကရေငန်ဝင်ချောင်းပေါက်ကြုံပေါက်တွေရှိပါပဲ။ဒါကြောင့်မလို့လေဒီကြောက်ပိုးတို့ရေတကွန်ချောင်းကိုလာရောက်သူတွေက ရေဆက်ရေပေါက်မထိပဲမပြန်ကောင်းဘူးဆိုပြီးအယူရှိကြပါလေ။ဒါကြောင့်အကျောင်းရဲ့သမီးကဘုံမရက်ကညီဘုံမောင်မတွေကိုရေပက်ဆူတောင်းပေးလိုက်တာပါ။ဒါဆိုကျုပ်တို့ဒါဒါထုံးစံပေါ့။အာလီဘာကအဲအော်တယ်လို့မေးတဲ့ကြောင့်မလို့ဥအောင်သားဆန်ကရှင်းပြပါလေ။အာလီဘာတို့ဘုံမရက်သူများအဲအော်မယ်ဆိုရင်လေဒီကျောက်ပိုးတို့တောင်နဲ့တတော်လုံးမှာရှိတဲ့ရေတခွန်ရေပန်းနဲ့ရေမွှားကြောက်မော်ခြင်းကြောက်တဲ့တို့တွေကအော့ဆရာလေးဖြစ်နေပါတယ်ဒီတောက်တော်ကို ကျောက်ပေါ်တို့တောင်းဆိုပြီးခေါ်ကြတာကအထောင်လုံးမှာရှိတဲ့ကျောင်းသားတွေက ပိုးပလုတ်တွေနဲ့ဖောက်လုတ်ထားတဲ့တန်ကြာမလို့လက်ရိုးလက်မခန့်အပေါက်တွေကြီးပဲဖြစ်ပါလေဒီပေါက်တွေမှာတော့ရေပန်းရေမွှားတွေက အမြဲတမ်းငုံပန်းထွက်နေကြပါတယ်တမန်ချိန်မှာတထောင်တထွားတလန်လောက်တော့ငုံပန်းထွက်နေကြတဲ့ရေပန်းရေလုံးတွေကဒီရေတက်လာပြီးကျောက်တောင်ကြီးတစ်ဖက်ကိုလှမ်းရိုက်တိုင်ကြားပြီးဆိုရင်ရေပန်းရေလုံးတွေကလူ၂ရက်၃ရက်အမြင့်လောက်ထိပင် ပန်းထွက်လာကြတာကိုတွေ့ရပါလေ ဒီကြောက်ပုထိုးတောင်ဝန်ကြီးရဲ့ပင်လယ်ဘက်အချမ်းကတော့တဝက်ခတ်ပင်လယ်ထိအမြဲနှင်းမြုပ်နေတဲ့အတွက်ကြောင့်မလို့ဒီရေတက်လာပြီးဆိုရင်တော့ဒီရေကြီးချိန်ဆိုရင်လိုင်းလုံးကြီးတွေကတစ်ချက်တစ်ချက်ကြောက်ပုထိုးတောင်ထက်ကိုပဲကျော်ပြီးရိုက်တတ်ပါတယ်။ဒုက္ခမှာတော့ရေတကုန်နဲ့ရေပန်းရေမောတွေကလည်းပဲပူပြီးရေထွက်ရေစီးတန်လာကြပါလေ။ဒါပေမဲ့အန်အိုးစီကထူးခြားချက်ကတော့ပင်လယ်ကကြောက်တောင်ကြီး ပိုးထိုးပေါက်တွေကဒီဘက်ချမ်းကိုပန်းထွက်လာတဲ့ရေတွေက လုံးဝမငန်တော့ပေနဲ့ရေချိုကြီးပဲဖြစ်သွားကြတာကအံ့ဩစရာဖြစ်ပါတယ်။ဦးအန္ဒဇန်ရဲ့ဖွဲ့ကတောင်ချေရင်ကနေပြီးတော့ကြောက်ပိုးထိုးတောင်ပေါ်တော့ရေပန်းရေပို့တွေကရှောင်ပြီးတော့တဖြည်းဖြည်းတက်လာကြပါတယ်။ကြောက်ပိုးထိုးတောင်ကအနေငယ်မတ်ဆောက်တဲ့အတွက်ကြောင့်မလို့ဇန္နာဒီဝီလေးကိုဒဇင်ဦးနဲ့တန်တာပြူတို့ကတယောက်တစ်ဖက်လက်တွဲခေါ်လာကြပါတယ်။တာတာသူလေးကတော့လန်နေကဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းမူကြီးပွင့်နေရဲ့အယိုးကိုတွေ့ပြီးတော့ရှိဆောင်ကပြေးတက်ပါတယ်။ ကျောက်ပိုးထိုးတထောင်လုံးမှာကွက်လိုက်အချင်းလိုက်ဟိုတစုဒီတစုပေါက်နေကြတဲ့ကျောက်မိုးပွင့်တွေကဖြူပြညိုအယောင်ဆုံးဖြစ်ပါတယ်။အရွယ်စားတွေကလည်းပဲတထွားတမိုက်ဖြစ်ပြီးတော့လူသုံးလေးရအလောက်ထိကိုအမြင်ရှိပါတယ်။အပွင့်တွေကလည်းပဲပကံများသကောဝိုင်းခမောက်ပမာဏခန့်ရှိရတဲ့ကြောင့်မို့လို့ရှေ့ကပြည့်ထက်သွားသူလာတဲ့လူတွေကတော့မိုးပွင့်ထိပွင့်အောင်မှာအရိုက်ခိုပြီးတော့နောက်ကတက်လာတဲ့သူတွေကိုစောင့်နေတတ်ပါတယ်။ ကျောက်ပိုးထိုးတောင်မှာရှိတဲ့ကျောက်တစ်ပင်တွေကလည်းပဲပင်စီနဲ့အခက်လက်တွေသာရှိပြီးအရွက်တွေကတော့မရှိကြပါဘူး။ဒါကြောင့်မလို့ကျောက်တစ်ထိုးထဲရှိမှရှိတဲ့ပင်များကတောင်တထွာကနေပြီးထန်းလုံးထန်းပင်ပမာဏအနည်းငယ်ရှိကြတော့လည်းအရင်မရှိပါဘူး။ဒီကျောက်တစ်ပင်တွေကလည်းပဲကျောက်မူပင်များပမာယူပြာနဲ့အနီနဲ့တပင်လုံးကအဖုတ်ထွေကြီးပေါင်းလုံးတွေနဲ့မညီမညာဖြစ်နေတတ်ကြပါတယ်။ဒါကတော့တောင်ပေါ်မှာရှိတဲ့ကျောက်ကအပေါက်တွေနဲ့ကျောက်မူကျောက်တစ်ပင်တွေက လန်တန်လဲမှ၆ပိုးကောင်ရုပ်ချွင်းတွေကလည်းအနှံ့အပြားမှာကန့်နေကြပါတယ်။ဒီပိုးကောင်ကြာရုပ်ချောင်းချွင်းတွေကလွန်ခဲ့တဲ့နှစ်ပေါင်းကမ်းပေါင်းများစွာကပင်ဒီကြောက်တူကြီးနဲ့အတူပင်လယ်ရောက်မှာရှိနေခဲ့ကြပုံရပါတယ်။ဒီကြောက်တောင်ကြောက်တန်းကြီးတွေရဲ့လန်တန်လဲမှရှိတဲ့အပေါက်တွေကတချင်ကဒီပိုးကောင်တွေကိုက်ဖောက်ထားခဲ့ကြတဲ့အပေါက်တွေပဲဖြစ်ပါဖြစ်ပါမယ်။ဒါကြောင့်မလို့လေအခုခါတချို့အပေါက်တွေကကြောက်ဖြစ်ရုပ်ကျင်ပိုးကောင်များကိုတွေ့နေရကြတာဖြစ်ပါတယ်။ဒီများထက်ဥစား ကျောက်ပိုးထိုးတောင်မူရောက်သွားတဲ့လာတာသူလေးကတော့အမိုးအဖေအရိုက်ခိုရင်းကျောက်ပိုးထိုးပေါက်မှာရှိတဲ့ကျောက်ပိုးကောင်ရောက်ကျွင်းအချို့ကိုဆန်ထိုးနဲ့ထိုးကုန်နေပါတယ်။သူထိုးကိုရတဲ့ကျောက်ပိုးထိုးရောက်ကျွင်းသုံးလေးကောင်ကလေးပေါ်ပါနဲ့ထုတ်ထားပါတယ်။သူ့နာတော့မိသားစုအားလုံးရောက်လာတဲ့အခါမှာမမဆန်တန်ကြီးဒီကျောက်ပိုးထိုးကောင်လေးကိုမမဆန်တန်တို့အိမ်ကိုယူတော့ပါနော်။တောက်ရီအိုးထဲမှာထည့်ထားဒီကျောက်ပိုးထိုးကောင်ထည့်ထားရင်တောက်ရီအိုးလေးကရေကိုနေ့စဉ်တောက်ရင်မျက်စိကြည့်တယ် စီနပတ်သက်တဲ့ယောဂလည်းမဖြစ်တတ်တဲ့ကြောင့်မလို့အကျွန်တော် Golden Grade တမျိုးလုံးကလူတွေတောက်ရီဦးထဲမှာထဲတောက်ကြတာယော့ရှိသွားဒါအကျွန်တော် Golden Grade lesson ပေါ့ဝမ်းမဲမျိုးကိုရောက်ရင်တော့မမဆန်တာတို့ရွှေမျိုးတွေကိုလည်းတကောင်စီပေးရတာပေါ့ဟုဆိုပြီးတော့လာတော်လူလေးကကြောက်ပိုးထိုးကောင်လင်းငါကောင်ကိုထုတ်ထားတဲ့ဟာကိုပေါ်ပါနဲ့လှမ်းပြီးပေးပါတယ်။ဟင်းသမီးဒီကြောက်ဖြစ်ရောက်ကျွန်းကိုရေဦးထဲထဲတောက်ရင်စီယိုကကောင်းတယ်ဆိုတာတကယ်လားသမီးရဲ့ ်စီယိုကတခါတခါပေါ်တတ်တဲ့အာလီဘာကကြားတာလေးရဲ့စကားကိုစိတ်ဝင်စားထားတဲ့အကြောင်းမလို့သူ့မိဆန္ဒဒီဝီလေးလက်ထက်ရောက်သွားတဲ့ကြောက်ပုတ်ကောင်ထုတ်ကိုယူဖြန့်ကြည့်ပါတယ်ဟုတ်တယ်ဘာဘာကြီးအကျွန်တော်ကိုတုံခွဲတတိုင်းလုံးရောဝဒီလေးရနဲ့တောင်းစင်ခုနှစ်ခရိုင်ကလူတွေရောဒီကြောက်ပုတ်ထုတ်တောင်ကိုရောက်ရင်ဒီကြောက်ပုတ်ထုတ်ရုပ်ချင်းကောင်လေးကိုပဲတကူတကရှေးဖက်ဝင်လို့ယူသွားတတ်ကြပါလေအခုညီမလေးပြတဲ့ကြောက်ပုတ်ထုတ်ကောင်လေးကိုဘာဘာကြီးတို့လည်းဘုံမဲမြို့ကိုယူသွားကြပါ ူညီမလာတာသူရဲ့စကားကိုဒဇင်ဦးကလည်းပဲဟုတ်မှန်ကြောင်းအာလီဘာကိုပြောလိုက်ပါတယ်။နောက်တော့ဒဇင်ဦးတာမဟုတ်ဦးအောင်သာဇန်နဲ့ဒိုချာညုံမေနောက်ထပ်တန်တာဖီလိုကပါဟုတ်မှန်ကြောင်းပြောလိုက်ကြတဲ့အတွက်ကြောင့်မလို့အာလီဘာကသူ့ရဲ့သမီးဆန်တာဒီဝီလက်ထည့်ပင်ပြန်မထည့်ပင်နဲ့သူကအမျက်တမျိုးယူသိမ်းထားလိုက်ပါတယ်။ဘုံမင်းမျိုးကြီးအာလီဘာကတော့သူ့ရဲ့သမီးလေးဆန်တာဒီဝီချက်ချင်းလူကောင်းပဂတိဖြစ်သွားနေရတဲ့စပြီးတော့ကိုယ်တော်ဂရိတ်မှာအန်ဝန်ဆရာတကြီးပဲတွေ့နေတဲ့အတွက်ကြောင့်မလို့ ်ဦးအောင်တာဆန်တို့မိသားစုစကားကိုအကျွင်းမဲ့ယုံကြည်သွားပါတယ်။ဟိုအချိန်ကပဲပင်လယ်လှိုင်းလုံးကြီးတွေတစ်ဖက်ကြောက်တောင်ကြောက်တန်းတွေကိုရိုက်ခတ်လိုက်တဲ့အတူသူ့လက်တစ်ဖက်နားမှာရှိတဲ့အိုးထိုးကြောက် ပိုးကောင်တွေထဲကတထောင်တလန်လောက်သောစိုးစိုးကပန်းထွက် နေကြတာကိုရေပန်းရေမွှားတွေကချက်ချင်းလူနေရာတုံးရအမြင်တော့ပန်းထွက်လာကြရာ အာလီဘာအနေနဲ့သူတို့ရဲ့မိသားစုအနေနဲ့ကတော့အော်ဆရာကြီးဖြစ်နေပါတော့တယ်။ တဲ့ကိုကြီးတို့ကြောက်ပို့ထိုးတောင်ရဲ့ဟိုဘက်ဇောင်းတန်းမှာကြောက်ခဲကြောက်ပွင့်နေလေးရှိသေးတယ်တဲကြည့်ပါဦးအိုမရိတတိကြီးအာလီပါနဲ့သူရဲ့မိသားစုတို့ကညီကိုရင်းနှီးမြှဖြစ်သွားကြပြီဖြစ်တဲ့တဲကြောင့်ဘို့တဘောနဲ့ဦးအောင်သာဇန်ကအကိုကြီးဆိုပြီးရင်းနှီးနှီးပြောဆိုပြီးတော့ကြောက်ပို့ထိုးတောင်ဘက်ကိုလှမ်းထွက်သွားတဲ့အခါမှာအလုံးကဦးအောင်သာဇန်ရဲ့နောက်ကိုလှမ်းတက်လာကြပါတယ်ညီမလေးတို့ကိုတုံခွေးနှုတ်တဲ့ ရေပင်ကြီးမြင့်တဲ့လိုမြင်ရတာကတော့ဒီတင်တင်နေရာလေးမဟုတ်ပါဘူးကိုကြီးရေပင်ကိုမြင်ရတဲ့ဘယ်နေရာပဲကြီးကြီးအဝေးမှာမြင်ရတဲ့ပင်လယ်ရေရိုးကဂေါတုံဂရိတ်မြို့ထဲအမြဲမြင့်နေပါတယ်ဒါကြောင့်မို့လို့လေညီလေးတို့ရဲ့ဂေါတုံဂရိတ်မြို့ကိုရေနဂါးတွေစောင်းရှောက်နေတယ်ဂေါတုံဂရိတ်မြို့ကိုတိုက်ခိုက်ဖို့ရန်သူလာရင်ရေနဂါးကြီးတွေအပေါ်ကရေပင်နဲ့ဖုံးကွယ်ဖျောက်ထားတတ်တယ်ဆိုပြီးတော့လေရှေးလူကြီးတွေကယုံကြည်ကြပါတယ်ဒါပဲဖြစ်ဖြစ်မြေထက်ပင်လယ်ပင်ကအမြဲမြင့်နေတယ်ဆိုတာတော့ဒီကြောက်ပိုးထိုးတောင်ထက်မြင့်တဲ့ တောင်တင်တာဘုရားနဲ့ငကားမရဖို့ရောက်ရင်အကူကြီးတတိထားကြီးကြီးပါပိုပြီးထင်ရှားနေပါလိမ့်မယ်ယူရိုကုတ်တုံလေးမှာအမြင့်ဆုံးဖြစ်တဲ့တောင်တင်တာဘုရားဘုံကလှမ်းကြည့်ရင်ရေပြင်ကဘုရားကြောက်တောင်တော်ကြီးနဲ့ဘုရားထက်မြင့်နေတာကိုမြင်ရပါလိမ့်မယ်အေးဗျာဒီလိုကုတ်တုံကလေးကအောဆရာကြီးပါပဲဒီလိုဘုံမဲမြို့ကိုရောက်တိုင်းအလေခေါ်ခေါ်နေလိုက်တော့ဒါတွေကိုအကူကြီးတို့ကိုနင်းစေခြင်းလို့တွေးစေခြင်းလို့ငါချင်းကြီးကိုယ်တော်ဝိဒါကခေါ်နေတာပါလားဆိုတာအကူကြီးကခုမှသဘောပေါက်တော့တယ် အရန်ကြီးလေးခုန်နေတာမလိုက်ရင်မိတဲ့အတကြောင့်လေကိုကြီးတော့နောင်တအကြီးကြီးရောက်ပြီပါရဲ့အခုလေဒီချစ်တော်ကိုတော်ဝင်ကိုရောက်နေကြီးပြီလေကိုကြီးကနောင်တတွေပါလေရမနေပါနဲ့တော့ဆိုပြီးဦးအောင်ကာဆန်ကပြောပါလေဒီနေ့ပြောပြပေးခဲ့တာကတော့ကိုတော်ဝဲတော်မဟုတ်ရေအောင်မျိုးလိုဆိုတဲ့စာအုပ်အပိုင်း30ကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ဗီဒီယိုလေးကိုအစအဆုံးနားဆင်ပေးကြတဲ့တုံးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆောင်ပြေကြဖို့တူလည်း ဖိုက်ခေါ်လိုက်ပါကြခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ